ုဇော်ဖိုးကြီးရဲ့ဟိုဟာပေါ့အပိထောက်ခံလို့ဒီဘယ်ရောက်နေလဲဘယ်သွားနေလဲညာဘာနေလဲပြောကြတယ်ဗျာနော်ဒီအဲ့လိုတွေအများကြီးပြောကြတာပေါ့ဗျာတချို့လဲဆန္ဒထွက်ပြဖို့ဗာပြဖို့ဆိုတဲ့ဟာလေးတွေအဲ့တော့ကုဇော်ဖိုးကြီးကိုဝိုင်းရံအပိထောက်ခံနေတဲ့လူတွေကိုပြောချင်တယ်ဗျာကုဇော်ဖိုးကြီးရဲ့မှားလားမှားလေကုဇော်ဖိုးကြီးဒီဆဲတဲ့အခါဒီမှာတားမှားတယ်နော်ဆဲတဲ့အခါဒီမှာမှားတယ်ဥစဉ်အထင်ကတော့မူဘီမှာလိုက်လွတ်နေလို့ပဲထင်တာတောက်ပြီးမှလေး အဲ့တော့ကိုယ်တော်ဖိုးရင်တစ်ခါတလေပေါ့နော်မစင်ကျင်တာလေးတွေလည်းရှိတယ်အဲ့ဥစဉ်တော့ကကိုယ်တော်ဖိုးရင်အတွက်က50 50ပဲကိုယ်တော်ဖိုးရင်အတွက်မလုပ်ရမလဲအဲ့လမ်းစင်ရောစားစင်ရောဥစဉ်အာမခံမယ်ငါကိုယ်တော်ဖိုးရင်အတွက်ဆန္ဒပြပါတယ်ဗျကိုယ်တော်တို့ပြီးဆန္ဒပြတောင်းဆိုပါတယ်ဗျဆိုပြီးမှဒါမျိုးတွေလာခဲ့ကြဥစဉ်လမ်းစင်ရေကုန်ခံမယ်နော်ရှင်မရဘရားရလို့တော့နော်ဘရားရအောင်မင်းနဲ့ဥစဉ်မှာလည်းလှူတဲ့တမ်းမဲ့တကာတကာမှရှိတယ်နော်ဥစဉ်တကာမှကိုယ်ထိုင်လဲရွှေလုတ်တည်းတကာမှပဲနော်အဲ့တော့ပြောချင်တာကထားပါဒါလေးမပြောတော့ပါဘူးနော် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စောဘုံဟိန်းကအရက်တော့မူယူပြီးတက်မတော်ကြီးကဲတွေကိုစော်ကားသည့်အတွက်လူမြောက်ဖို့ရာဂိုင်နှုန်း50 50ဖြစ်သွားလို့ပေါ့ကိုတော်တုံးသက်ပြောဆိုလာတဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာမျိုးလေးမင်္ဂလာပါဗျဒီနေ့ဟာ8 6လပိုင်း2025ဖြစ်ပါတယ်ဗျနေကတော်ဘုန်းကြီးနဲ့ပတ်သက်ပြီးမှဒီပါတော်တော်များများကလည်း ။ဘောင်ကူတော်ဘိုးကြီးနဲ့ပြပြီးမှဆန္ဒပြဖာပြညာပြဆိုပြီးမှပြောနေတာကြီးကြားနေရတယ်ဗျာနော်။ကူတော်ဘိုးကြီးမဖြစ်တဲ့ညာဖြစ်တဲ့ပေါ့နော်။ကူတော်ဘိုးကြီးရဲ့ဟိုဘောအပိထောက်ခံလို့တွေဘယ်ရောက်နေလဲဘယ်သွားနေလဲညာဘောက်နေလဲပြောကြတယ်ဗျာနော်။ဒီအလို့တွေအများကြီးပြောကြတယ်ဗျာတချို့လဲဆန္ဒထွက်ပြကိုဖာပြကိုဆိုတဲ့ဟာလေးတွေ။အဲ့တော့ကူတော်ဘိုးကြီးကိုဝိုင်းရံအပိထောက်ခံနေတဲ့လူတွေကိုပြောချင်တယ်ဗျာ။ကူတော်ဘိုးကြီးကတော့ငကိုကလေးကဦးဇင်းတို့နေရာပြောပြီးသားဗျာ။တပည့်တော်ကတော့မြို့သားရဲ့တမမဟုတ်ပါဘူးခင်ဗျာတဲ့ဒါပေမဲ့နားမလို့ချင်းမြန်တို့လူပါညာပေါ့နော်ကိုစောဖိုးကြီးဆိုတော့ဒီတမတော်ရဲ့ 2020နှစ်လောက်မှာကိုယ်စော်ဖုံးရပေါ်ပေါက်လာတယ်နော်စော်စော်ဝိုင်းနဲ့ဦးသိန်းတို့ဟာလင်းငါးကလောက်စုံဘူးတယ်လင်းငါးကလောက်စုံဘူးတယ်ဒီလူရဲ့စိင်းစိတ်တက်ကတော့ကောင်းပါတယ်စိင်းစိတ်တက်ကမှန်ပါတယ်နော်ဒါနဲ့ကိုယ်စော်ဖုံးလိုက်လွတ်တဲ့အခါမှာတစ်ချက်တစ်ချက်လွတ်သွားတယ်တော့ထင်တယ်ဦးသိန်းတို့ကအခုလို့လဲဆိုကိုယ်စော်ဖုံးလိုက်လွတ်တဲ့အခါမှာဦးသိန်းအထင်ကတော့မူဘီမှာလိုက်လွတ်တယ်လို့ပဲထင်တာတောက်ပြီးမှလေအဲ့တော့ကိုယ်စော်ဖုံးတစ်ခါတလေပေါ့နော်မစင်ကျင်တာလေးတွေလည်းရှိတယ်ဥပမာဆိုကြပါစို့သခိုင်းနမခတိုင်းတိုင်းမှာဆိုလို့ရှိရင်ဒီလိုဒါ ဒီပလင်းနေနဲ့ဘာတွေနဲ့ပြရနေရဆိုတာဘယ်နေရာလဲဆိုတာဒါလူတိုင်းကတည်တယ်စစ်သားတိုင်းတည်တယ်ဥစင်းတော်တည်တယ်ဆိုစစ်သားတိုင်းတည်ကြတာပေါ့နော်ဗမျိုးလေးတွေလည်းရှိတယ်ပိုးသဘိုးရဲ့စင်းစိတ်တက်ကမှန်တယ်စင်းစိတ်တက်ကသူသူများပေါ့ကုညီခြင်းနဲ့စိတ်ရှိတယ်ဒါတမတော်ဘိုးလည်းဒါသူများတွေပြောလို့ကိုသောခွင့်ရမှာ PDI နဲ့ဆက်တွဲနေရဝန်နဲ့ဆက်တွဲဒါတက်လုံးဝလုံးဝဥစင်းတော်တော့လုံးဝလုံးဝမဟုတ်ဘူးလို့ပဲဥစင်းတော်တော့အကျွေးမဲ့ကိုသောခွင့်ကိုယုံကြည်တယ်အဲ့တော့ကုသိုလ်ဘုန်းကြီးနဲ့ပတ်သက်ပြီးမှဆန္ဒပြပါကြများရတယ်ပြောနေကြတယ်ကုသိုလ်ဘုန်းကြီးဟိုပတ်သက်ယူဆန္ဒပြတဲ့အလဟာမှမဟုတ်တာ ဦးစောဘိုးရင်ကိုဖမ်းတဲ့ကိစ္စကမေတ္တာရက်ခံစာရေးရမယ်မေတ္တာရက်ခံရမယ်လူကြီးတွေကိုဒီအဲ့ဒီတိုင်သွားရမှာလေအတနာခံစာတင်ရမယ်ကိစ္စလေးဘာကြောင့်ဆန္ဒပြခိုင်းတာလဲအဲ့ဥစဉ်ကပြောချင်တယ်ဆန္ဒပြခိုင်းတယ်ပြပတကားတွေကိုပြောချင်တယ်လာခဲ့ပါလာပြလိုက်လမ်းစဉ်ဥစဉ်ပေးမယ်ရုရှားနဲ့ရုရှားနဲ့မြန်မာပြည်ဆိုလို့အတွားလာဆိုလို့ရှိရင်ဒီအတွားတွေကို80လောက်ရှိတော့တယ်ဗျာနော်အပြန်တော့ဆို160လောက်ရှိတော့80လောက်တော့ရှိမှာဗျလင်းငါးတွေခရီးစိတ်တော်တော်ဝေးတယ်လို့ပြောကြတယ် အဲ့တော့ခင်ဗျားတို့ဒီဖင်လန်တို့တန်တဲ့နေရာနိုင်ငံတွေကဆိုလို့ရှိရင်လမ်းစိတ်ကရုရှားလောက်တော့ဈေးမကြီးတော့ဘူးအော်လမ်းစဉ်ရောစားစဉ်ရောဥစဉ်အာမခံမယ်ငါကုသိုလ်ဘုန်းကြီးတွေဆန္ဒပြပါတယ်ဗျကုသိုလ်တို့ပြဆန္ဒပြတောင်းဆိုပါတယ်ဗျဆိုပြီးမှဒါမျိုးတွေလာကြကြဥစဉ်လမ်းစဉ်ရေကုန်ခံမယ်နော်ရှင်မရဗျာရလို့တော့နော်ဗျာရအောင်လို့မင်းနဲ့ဥစဉ်မှလည်းလှူတဲ့တမ်းမဲ့တက္ကရာကမှရှိတယ်နော်ဥစဉ်တက္ကရာကိုထိုင်လဲရွှေလုတ်တည်းတက္ကရာပဲနော်အဲ့တော့ပြောချင်တာကထားပါဒါလေးမပြောတော့ပါဘူးနော် ဒီဘက်ကနေဆန္ဒပြဘာပြဘာလို့ကုသောဘုန်းကုသောဘုန်းရဲ့မှားလားမှားလေကုသောဘုန်းဒီဆဲတဲ့အခါဒီမှာတားမှားတယ်နော်ဆဲတဲ့အခါဒီမှာမှားတယ်ဘာမှားတိုင်းမှုမကျင်နဲ့တိုင်းမှုတူလေးကိုပြောဂျီဝဲမကျင်နဲ့ဂျီဝဲဘုံကျုပ်တူမကျင်နဲ့ဘုံကျုပ်တူလေးကိုပြောဦးစင်းတို့လည်းပြောတာပဲနော်ဦးစင်းတို့လည်းပြောတာပဲခဏလို့တည်ရမှာပဲတုံးတက်ခါတယ်အများကြီးပဲဦးစင်းတို့လည်းများအဲ့တော့ဦးသောဘုန်းကြီးကိုဦးစင်းက ူရဲ့ကုသဘုန်းကြီးရဲ့ခဲမရှိပါလေမြင့်ကြည့်ပါဖုံးတဲ့တမျိုးအပြင်မှာလည်းကုသဘုန်းကြီးအဲ့လိုကြီးမပြောနဲ့ဟုတ်လားဦးစင်းလည်းလိုက်လွင်ပြီလေပြောတာပဲနော်လိုက်လွင်ပြီလေကုဒီတိုင်းမှုတွေကဆက်ကြတော့နေမင်းမဟုတ်ဘူးပါဘူးဆိုတော့ဦးစင်းပြောခဲ့တာလေအများကြီးပဲဗျအများကြီးပဲကုသဘုန်းကြီးခဲဘာဖြစ်လို့ကုသဘုန်းကိုဒါမှမပြောရလဲကုသဘုန်းကိုဦးစင်းခင်းလို့တတိပြေးတာခင်းလို့ပြောတာဗျနော်ခင်းလို့ပြောတာအော်သူရန်ကုန်စာနာရန်ကုန်သူတရားရင်ဆိုင်သွားတဲ့အခါမှာတော့မှအတက်အန်နေရနဲ့စိုးရင်ရတဲ့အတွက်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်တော့မှဦးစင်းကရန်ကုန်ကတက္က90ကိုကိုယ်စော်ပေါ်ရင်လာလို့ရေမင်းတို့ဝိုင်းရပေးလိုက်နော် မမမူခိုင်ရဆွဲထားတယ်မမမူခိုင်ကလည်းငါနဲ့ယင်းကြီးရဲ့တကားမှပဲလို့အဲမင်းသားကြီးကလည်းငါနဲ့ယင်းကြီးရဲ့တကားပဲလို့အဲ့တော့ငါမမမူခိုင်ပဲကောမမမူခိုင်ကကိုစော်ဘိုးရဲ့အတက်အန်တွေကိုဘယ်လိုကာကွယ်ခိုင်းတာတဲ့နေရာပိုင်းကငါနဲ့မဆိုင်ဘူးလို့ဒီလောက်ထိဥစဉ်လိုက်လွန်လဲပြောထားတာရှိပါရဲ့နော်လိုက်လွန်လဲပြောထားတာရှိပါတယ်ဒါဥစဉ်တို့ကအကုန်လုံးကိုလည်းဥစဉ်တို့အနေနဲ့ပြောပြီနော်ဆုပ်ပြောပြီဥစဉ်ကိုတော့အပြစ်ပြောတဲ့လူတွေရှိတာပဲပြောမှာပဲလေဘူးလို့မျက်စိထဲမှာဥစဉ်ကအပြစ်လုပ်ထားလို့နေမှာပေါ့ပါဇက်ပါတာပဲပြောမှာပဲအမြင်မလို့ဒါနဲ့ဥစဉ်ကကိုယ်ကပြန်ပြန်ပြောတယ်ပြောတယ် နောက်ဆုံးကြတော့မပြောချင်တော့ဦးစင်လဲဟုတ်လားတော့အချင်းချင်းနေလေအဓိကဝင်တာမှာလေခုဘက်ကပဲဝင်တာမှာပဲကြည့်လေငစီတို့ဘာတို့ဟိုအတော်တော်များများတင်ကြတယ်ဗျာဘောဘိုးကြီးနန်းဝင်းနဲ့မှာအထုခါရတာအကျိတ်ခါရတာဘာခါရတာညာခါရတာသူဖူးရောင်းနေရပဲဆိုင်ပုတ်တော့ပဲအော်တူတူကပဲလူစီတိလန့်ကြည့်နေတဲ့ပုံစံအထုလည်းမခံပါဘူးအရိုက်လည်းမခံပါဘူးအဲကိုစောဘိုးကြီးနဲ့အတူပါသွားတခါတယောက်ရှိတယ်အဲကိုကျော်စိုးရဲ့ကြီးသူစုဘာပြစ်မှမရှိဘူးနော်ဘာပြစ်မှလည်းမရှိဘူးမရှိဘူးခဏခေါ်ရတယ် ပါဝါလာပေါ့ဗျအနေအနေရှိရကျူဆိုတော့နော်အဲဦးစင်းတို့ကကိုစောဘိုးရင်အတွက်က50 50ပဲကိုစောဘိုးရင်အတွက်မလိုရမလဲအတနာကံစာရေးကြမေတ္တာရက်ခံကြလူကြီးတွေကိုမေတ္တာရက်ခံစာရေးပေးကြခွန့်လွတ်ဖို့အတွက်နော်ခွန့်လွတ်ဖို့ခွန့်လွတ်လို့ရခွန့်လွတ်ပေးလို့အရာရှိတယ်ခွန့်မလွတ်လို့မပေးနိုင်တဲ့အရာရှိတယ်အဲ့တော့ဘာပြောပြောကိုယ့်ဘက်ကအတနာကံစာတွေမေတ္တာရက်ခံစာတွေရေးလို့ရှိရင်တော့လူကြီးတွေလည်း အမေရိကန်နိုင်ငံတရုတ်တန်ရုံရှိမှမြန်မာအရေးဝင်ရောက်ဆွဲမှုကိုစန့်ကျင်ကြောင်းဆန္ဒပြအမေရိကန်နိုင်ငံနယူးယောက်မြို့တော်ကုလသမဂ္ဂဆိုင်ရာတရုတ်တန်ရုံရှိမှမြန်မာအရေးဝင်ရောက်ဆွတ်ဖက်နေတာတွေကိုရပ်တန့်ဖို့ night free အဖွဲ့ကဥဆောင်ပြီးနယူးယောက်စီးတီးရောက်မြန်မာနယ်ဖွားတွေကဇွန်လ6ရက်မှာဆန္ဒပြခဲ့ကြပါတယ် အကျန်းဖက်စစ်ကောင်စီဘက်ကပေါ်ပေါ်တင်တင်ရက်တီပြီးမြမအရေးမှဝင်ရောက်ဆွတ်ဖက်နေတဲ့တရုတ်စိုးရကိုစန့်ကျင်ကြောင်းညနေပိုင်းချိန်မှာမြမအရေးတက်ကြွလှုပ်ရှားသူများနဲ့ night pin အဖွဲ့တို့ကကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါအကျန်းဖက်စစ်ကောင်စီကပြုလုပ်မဲ့တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲအတူအယောင်ကိုမထောက်ခံဘူးနဲ့စစ်လက်နက်ထောက်ပံ့ပေးနေတာတွေကိုမလုပ်ဖို့တောင်းဆိုခဲ့ကြတာပါ နယူးယောက်မြို့တော်မှာရောက်ရှိနေကြတဲ့မြန်မာနယ်ဖွားတွေဟာတရုတ်စိုးရရဲ့လုပ်ရက်များကိုကန့်ကွက်တဲ့ဆန္ဒပြပွဲတွေစတိုက်ပြုလုပ်ခဲ့ပြီးမြန်မာပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုထောက်ထားဖို့ကိုလည်းတိုက်တွန်းခဲ့တယ်လို့သိရှိရပါတယ်။ညပြင်ပါပါ။လူကြီးတွေလည်းဟုတ်လား။ပြန်ပြီးမှစဉ်းစားပြင်ပါပါ။နော်စဉ်းစားပြင်ပါပါ။ဆန္ဒပြဆိုတာကြီးတော့ဘာအဓိပ္ပာယ်နဲ့ပြခိုင်းတယ်လို့တော့မသိဘူးပြန်နော်။ဘာဘာအဓိပ္ပာယ်နဲ့ပြခိုင်းတော့ဥစဉ်လည်းနားမလဲဘူး။ တခါတလေဥစဉ်ကပြေပတခါတွေကိုမယုံဘူးဆိုတာအဲ့လားပဲဗျာနော်တခါတလေလူတိုင်းကိုတော့မဆိုးလို့ပါဘူးနော်လူကပြေပရလေဗျာကြည်လို့ရအေးစစ်ပြောရတယ်ဗျာဒီမားရီကကိုတွေ့လေဗျာဟုတ်လားအဲ့ကြကိုစောဘုန်းကြီးနဲ့ပတ်သက်ပြီးလွတ်လပ်မလွတ်သေးပါဘူးပုံမှန်လေးဘာလေးညာလေးတတ်ထားတာဆိုတာလဲဘာတစ်ခုမှမဟုတ်သေးပါဘူးနော်အဲ့တော့အေးစစ်စစ်လေးပဲနေပြကြပါနော်ပုံမှန်လေးတက်ပြီးဘာတက်ပြီးဆိုတော့ခင်ဗျားတို့နိုင်ငံတော်အကြီးအကဲတွေကိုမေတ္တာရခံစားရေးရမယ်စဉ်းစားပေးဖို့နော်စဉ်းစားပေးဖို့အတွက်ရေးရမယ် ဘယ်နိုင်ငံတော်ကိုဘသူမှမဖမ်းခြင်းဘူးဘသူမှမခေါ်ခြင်းဘူးဟုတ်လားဘသူမှမဖမ်းဘူးဘသူမှမခေါ်ခြင်းဘူးညားသွားလို့လားခေါ်လိုက်တာပါဦးဇော်ဘိုးကြီးလည်းကန်ဆိုးတာပဲပြောလို့ပြောပြောရမှာပေါ့ဗျာနော်သူရက်ဖြတ်ထားတော့မှ၄၅၆၅ရက်၆ရက်လောက်ပဲရှိသေးဗျာနော်၅ရက်၆ရက်လောက်ပဲရှိသေးရက်ဖြတ်ပြီးမှအမလူကြီးတွေကိုငါကိုက်တုတ်ထားတယ်တင့်ယုံဆဲတာတွေနဲ့ဒါနဲ့ပဲနောက်ဆုံးဦးဇော်ဘိုးကြီးရဲ့ light တွေကိုကြည့်ပါ light တွေကိုတိကျကြည့်ဘာပေါ်တော့ ဒီ PDF တွေအကြောင်း DNA နဲ့အကြောင်းတွေတိတ်မပြောတော့ဘူးဒီလူကြီးတွေပဲဝေဖန်နေတော့ပြလူကြီးတွေပဲဆဲဆိုနေတာတွေပဲတွေ့နေရတာအခါတလေကိုနော်ဒီလိုဦးစင်းဒီမှာအများကြီးပဲဆရာတော်ဖခင်ဘာဖြစ်လို့ပါဖခင်တပည့်တော်ဘလိုလေးလုပ်ပြအောင်ဖခင်ဆရာတော်ဖခင်ဘယ်နေရမှာပါဦးစင်းတော့ဒီတက်တော်ကပို့တဲ့စားတွေမက်ဆန်ဂျာပို့တဲ့စားတွေဦးစင်းမပြောလို့မရဘူးသူတို့ကထောက်ထားမရှိဘူးအဲ့တော့ဦးစင်းတို့ပြောတာတနေ့တနေ့စုံစမ်းတယ်ကိုလူတွေရှိရဲ့ခြေထားမှာဆိုလဲဒိတ်တွေဆိုလဲတိတ်ချစုံစမ်းတယ်အဲ့မကုသိုလ်ဘုန်းကြီးတခါတလေစေနာလွင်ခဲ့ပြီးမှ ဟုတ်မှန်မှပြောချရတဲ့ခါကြီးအများကြီးရှိတယ်။ဒါအဲ့ဒါတွေပြောချရအောင်ထောက်ထားလူကြီးတွေကပြင်လာဆိုတော့ဘယ်လိုလိုက်တာကွာ။လူလူကြီးတွေမပြနိုင်ဟာဒုက္ခ။မပြနိုင်ဒုက္ခ။ခိုက်တင်းပေးတဲ့လူတွေလည်းတူလူကိုပဲတာတွေရှိတယ်။ဒါလေးကိုလည်းစင်စင်ကျေဖို့ပေါ့ဗျာနော်စင်ကျေဖို့ဦးစင်ရတာပြောပြခြင်းဖြစ်ပါနော်အဲ့တော့ကိုသောဖိုးရင်မလွတ်တေးဘူးဆိုတာလည်းမှန်တယ်ကိုသောဖိုးရင်ကိုဘာပုံမှမလဲမတက်တေးဘူးဆိုတာလည်းမှန်တယ်ဦးစင်အထင်ကတော့50 50လို့ပဲပြောကြမှာတည်းဗျာကိုသောဖိုးရင်အေးစေးစေးပဲနေနေပါလေဗျာအားလုံးတော့ပါပဲဗျာ